မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ချင်းတော်လိုင်းအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ချင်းမျိုးသားတအူ CNF နဲ့ချင်းညီနောင်ချင်း Brotherhood တို့အကြားတင်းမမှုတွေရှော့ချဖို့နဲ့ပူးပေါင်းညီညွတ်မှုတွေတိုးတက်ဖို့အကြံပြုထားတဲ့အစည်းအဝေးခန်းစားတစ်စောင်းကိုအပြည်ပြည်ဆိုင်ရာအကြံတဲ့အဖွဲ့ The International Crisis Group ICG ကမတ်လ19ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီအဖွဲ့နှစ်ဖွဲ့ဟာအရင်ကတင်းမာမှုတချို့ရှိခဲ့ပြီးဖေဖော်ဝါရီ26ရက်နေ့ကအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မြို့တော်အိုဇောမှာကျင်းပတဲ့အစည်းအဝေးတစ်ခုပြီးတဲ့နောက်ချင်းမြသားကောင်စီအဖြစ်ပေါင်းစည်းဖို့သဘောတူညီခဲ့ကြတာပါ ICJ ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြံပေးပုဂ္ဂိုလ် Richard Horsey ကချင်းပြည်နယ်ကိုလေးလျူရှုခံထားရတဲ့ဒေတာလို့တုံးတုံးပြီးအဲ့ဒီဒေတာကိုပို့မို့အထောက်ပံ့လိုအပ်ကြောင်း အနီးအအနေနဲ့မရှိမဖြစ်လိုအပ်တဲ့ကွန်ပျူတာပြက်လက်မှုတွေကိုရှော့ချဖို့နေဆက်ကုန်သွယ်မှုတွေကိုပုံမော်ဒယ်ကူစွာဆောင်ရွက်ပေးတင်ကြောင်းပြောဆိုထားပါဗျ။ဒါအပြင်အစင်းခန်းစာမှာချင်းပြည်နယ်တောင်ပိုင်းပလဝမြို့နယ်ပေါ်ချင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့အာရခတပ်တော် A တို့အကြားဖြစ်ပွားနေတဲ့ပဋိပက္ခအလားအလာကိုလည်းသတိပေးထားပါဗျ။ပလဝမြို့နယ်ကတော့2024ခုနှစ်ဇန်နဝါရီလမှာ A ကထိန်းချုပ်ထားတာဖြစ်ပါဗျ။ ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်20အနက်မြန်မာအိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ရီကော်ဒါမြို့အပါအဝင်15မြို့နယ်ကိုချင်းတော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပြီးတော့လက်ရှိနှစ်ဖက်တိုက်ပွဲတွေကြားပြည်သူ36000ခန့်အိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့ ICG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာမတရားဖမ်းဆီးထောင်ချခံမြန်မာနိုင်ငံသားဦးအောင်မြင့်တိစုံမှုတရားမျှတမှုရရှိရင်းနဲ့ မနီပူနဲ့အာတန်ပြည်နယ်တွေတွင်ဖမ်းဆီးထောင်ချခံမြန်မာစစ်ဘေးဒုက္ခသည်တွေကိုအ мян ဆုံးပြန်လွတ်ပေးဖို့ India for မြန်မာအဖွဲ့အပါဝင်လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း196ဖွဲ့နဲ့တော်လှန်အစုအဖွဲ့တွေကအိန္ဒိယနိုင်ငံဗဟိုအစိုးရကိုအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့ကြပါတယ်အိန္ဒိယဖို့အစိုးရကိုအိတ်ဖွင့်ပေးစာပေးပို့မှုကိုမတ်လ20ရက်နေ့ဒီကနေ့မှာအိန္ဒိယဖော်မြန်မာကထုတ်ပြန်လိုက်ပါတယ်။အသက်58နှစ်အရွယ်မြန်မာနိုင်ငံသားဦးအောင်မြင့်ဟာမနီပူပြည်နယ်အင်ဖာထောင်မှာ ကျမရဲ့အခြေအနေပြင်းထန်နေမှုကိုဌာနပိုင်းကလေ့လာရှုခဲ့တာကြောင့်တည်ဆောင်းခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရှိပါတယ်။မနီပူပြည်နယ်နဲ့အာတန်ပြည်နယ်တွေမှာကလင်းငယ်52ဦးအပါအဝင်မြမစစ်ဘေးဒုက္ခသည်148ဦးအကျဉ်းချခံထားရတယ်လို့အခုလောအကျဉ်းချခံထားသူတွေထဲမှာကိုဝင်ဆောင်အမျိုးသမီးတွေထောင်တွင်းမှာမွေးဖွားခဲ့တဲ့ကလင်းငယ်တွေနဲ့ကျောင်းနဲ့အရွယ်လူငယ်များစွာပါဝင်နေတယ်လို့ဆိုပါတယ်။ အခုလောလောရွတ်တွေဟာအိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့မကိုက်ညီပဲလူ့အခွင့်အရေးကိုအကြီးကျယ်ထိပါနေတဲ့လောရွတ်တွေဖြစ်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်ခင်ဗျာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တယ်လို့တိုက်ပွဲတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာတကြံပွဲပြုလုပ်ဖို့ပြင်ဆင်နေပေမဲ့ပွဲတော်မဖြစ်နိုင်ဘူးလို့မြို့ကန်တွေကပြောကြပါတယ်ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ဝန်ကြီးအဖွဲ့တို့ဟာတကြံပွဲတော်ကျင်းပနိုင်ဖို့လုပ်ငန်းကျင်းတာအစီအဝေးကိုမက်လ၁၈ရက်နေ့ကရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့မှာကျင်းပပြုလုပ်ခဲ့လို့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ရခိုင်မှာမြို့နယ်၁၉မြို့နယ်တွေက၁၄မြို့နယ်ကိုအာရခတက်တော် AA ထိန်းချုပ်ထားတာကြောင့်မြို့နယ်၃ခုလောက်မှာပဲစစ်ကောင်စီကတကြံပွဲတော်ကိုကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာအဲ့ဒီမြို့နယ်တွေကိုစစ်ကောင်စီကထိန်းချုပ်တင်းကျပ်ထားသလိုအနည်းအနာမှာတိုက်ပွဲတွေပြင်းထန်နေကမြို့တွေကိုလည်းလက်နက်ကြီးကြားတာတွေရှိနေတာကြောင့်စစ်တပ်ကျင်းပမဲ့တကြံပွဲဟာဖြစ်နိုင်ခြင်းမရှိဘူးလို့မြို့ခံတွေကသုံးသပ်ပြောဆိုကြပါတယ်ပါစားတော့တရံပွေးမှမဟုတ်ဘူးသူတို့ကဘယ်ဝင်မဆိုလုံနေမှာပဲအခုလေစစ်တွေမှာလုံမယ်လုံမယ်ဆိုတော့ဘယ်သူဝင်ပါလို့ရမှာလဲဘယ်သူမှဝင်ပါလို့မရဘူးအဲ့ဒီမှာမီးလေးမရဘူးမီးမရတော့ရေတင်တော့မရဘူး ဓာတ်ဆီတွေကလည်းဈေးကြီးနေဘယ်တင်လှည့်ရကားမှလည်းအများကြီးထွက်နိုင်မှာမဟုတ်ဘူးအိစကားဆိုင်ဘုံမဲနဲ့ပဲရှိမယ်နောက်ပြီးဌာနဆိုင်ရမဲနဲ့ရှိမယ်အိမ်မဲတွေကအိနီဘူးကောင်းကောင်းကြီးထိမှကပ်ပြီးတော့ဟိုကယူပေါ်သလိုကနေမယ်ဒါပဲရှိမယ်ဆိုဟိုကလူတော်မှနေလို့အဆင်မပြေတဲ့မြို့မှာတရံပွေးလာလို့တယ်ဆိုတော့ဟိုနေရောချောင်းတော်ကြီးဖြစ်နေရဘူး စစ်ကောင်စီကတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တွေမှာတကြံပွဲတော်ကိုကျင်းပနိုင်ဖို့ပြင်ဆင်နေတယ်လို့ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီကရခိုင်ရိုးရွာစင်လာမပြတ်နဲ့သားသွေးဝဲဖျားရည်တပ်ပဲဝဲတက်ကြီးပူဇော်ပွဲတွေကိုပါစီကားသားမြိုက်စွာကျင်းပပြုလုပ်တော့ဖို့အစီအစဉ်နေတယ်လို့ဆိုပါတယ်။ကြောက်ဖြူဒေသခံတယောက်ကိုစာဒီပူပီတတင်းထောက်ကအတန်အစားထိုးဖက်ပြားပေးထားပါတယ်။စစ်ကောင်စီကကြောက်ဖြူမျိုးပိုင်းပင်လယ်ကမ်းကြီးမှာတကြံကြောက်ဖို့အတွက်တချင်းလေ့ကျင့်တာတကြံကလေ့ကျင့်ပေးနေတာတွေရှိပါတယ်။ စကားစားရဲ့မျိုးနယ်ထွေးဦးနဲ့ဌာနပေါင်းစုံပူးပေါင်းပြီးတော့လုပ်နေကြတာပါဗဟုမန်နဲ့တခုတည်းစောက်မဲ့ထင်ပါတယ်လောလောဆယ်တော့မန်နဲ့ပြင်ဆင်နေတာတွေတော့မတွေ့ရသေးပါဘူးတိုက်ပွဲတွေပြင်းထန်နေတဲ့မြို့နယ်တွေမှာအခုလိုကြံပွဲတော့ကျင်းပဖို့အစီအစဉ်နေတာဟာလက်ရှိအချိန်ထိစကောက်စီအနေနဲ့ပြည်သူတွေရဲ့အသက်နဲ့အရင်ပြီးလုံနိုင်ဆုံးရှိတာကိုပြသကြင်တာဖြစ်တယ်လို့သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါသေးတယ် သူတို့ရဲ့တရားဝင်မှုကိုပြရှင်လို့ဒီလိုအတန်ကောင်းဟစ်တာလို့ပဲပြောရမယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာဒီမှာအကုန်လုံးတိုက်ပွဲတွေဖြစ်နေကြတယ်။အဲလက်နက်ကြီးတွေလည်းဖြစ်နေကြတယ်။နောက်ပြီးတော့အဲ့ဒီကြောက်စုဆိုတာလည်းမျိုးပေါ်တကွက်လေးလောက်ပဲကြံတော့တယ်လေ။မျိုးရဲ့ငားမိုင်အပြင်ကိုသူတို့ထွက်လို့မရဘူးပေါ့လေ။ထိုင်းတကောင်ပဲရခိုင်ပြည်နယ်ရဲ့မျိုးတော်မှလည်းအဲ့လိုပါပဲ။ မျိုးပေါ်ကွက်ကွက်လေးပါမျိုးပြင်လေးရောက်သွားတာနဲ့သူတို့သွားလို့မရဘူးလေမလုံခြုံဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီထက်ကမှသူတို့ရဲ့တရားဝင်မှုသူတို့ဒီမှာလုံနိုင်သေးတယ်ဆိုတဲ့ဟာမျိုးကိုလူတွေရဲ့အသက်နဲ့ရင်းပြီးတော့အဲပြခိုင်းတယ်လို့ပဲကျွန်တော်ကတော့အဲ့ဒီပွဲတော်ကျင်းပဖို့အတွက်အဲ့လိုပဲမှတ်ချက်ပေးရှင်းပါတယ်ခင်ဗျာ ပြီးခဲ့တဲ့နှစ်ကလည်းရခိုင်ကမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့အရခတက်တော်အေတို့အကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့်တကြံပွဲတော်ကိုကျင်းပနိုင်တာမရှိခဲ့ပါဘူး။လက်ရှိမှာလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်၃ခုထဲကရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေနေတိုင်းဆိုသလိုရှိနေပါသေးတယ်။ကျမကေခိုင်ပါ DVB ရုံးမြင်သံကြားရဲ့နောက်ဆုံးအသတင်းလေးကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ